မင်္ဂလာပါရှင်ပကံညရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါမန္တလေးတိုင်းတွေကရရှိထားတဲ့ထိန်ချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်ဖို့မိဖက်တော်လည်းအင်အားစုတွေနဲ့လက်တွဲသွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကဒီကနေ့မှထုတ်ပြန်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာအမျိုးသားညညရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ရဲ့အမေပေးကိုကဲမှုအောက်မှာတည်ရှိတဲ့တော်လှန်ရေးတပ်ဖွဲ့ပါ2021ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ဆက်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံနိုင်ရေးအတွက်ဒီဇိုင်းမမတ်တိုက်ပွဲဝင်နေတယ်လို့ထုတ်ပြန်ပါတယ်။မန္တလေး PDF ဟာ3029စစ်စင်ရေးဒုတိယပိုင်းမှာပါဝင်ခဲ့ပြီးရှမ်းမန်းစစ်စင်ရေးမှာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်စင်ကူးမြို့မရေယာမြို့နယ်ကစစ်ကောင်စီစကန်း40ခန်းကိုတင်ပိုက်ခဲ့ပါတယ်။စကိုင်းတိုင်းစားတောင်မြို့ ကူကြီးကုန်းရွာကိုမိရှိုးဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုဂျာပြဲတိုက်ခိုက်ခဲ့ရမှာစစ်သားနှစ်ဦးသေဆုံးခဲ့တယ်လို့စားတော်မိုးချိုပြည်သူ့ကာကွယ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။အော်တိုဘားလ28ရက်နေ့မှာစားတော်မျိုးဘော်ကထွက်လာတဲ့အင်အား150ခန်းပါတဲ့စစ်တပ်စစ်ကြောင်းဟာကူကြီးကုန်းကျေးရွာကနေအိမ်တွေကိုမိရှိုးဖျက်ဆီးခဲ့တာပါ။အဲဒီစစ်ကြောင်းဟာကြံကျေးရွာတွေကို ဆက်လက်ဝင်ရောက်စီးနှင်းဖို့ထွက်လာတဲ့အချိန်မှာတင်းချောင်းရွာအနီးမှာဂျားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ်အော်တိုဘာလ22ရက်နေ့မှာလဲသခိုင်းမြို့နယ်ဝက်လက်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်တဲလေးပါရွာကနေကြောက်ကုန်းရွာကို ရောက်နေတဲ့စစ်တပ်နဲ့ကျူစောတိပူပေါင်းစစ်ကြောင်းကို မဟာမိတ်တပ်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့စားတော်မိုးချိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့နယ်မက်စလီကျေးရွာနဲ့ ဝန်တွင်းကျွရကြပသိမ်မုံရွာလမ်းပိုင်းပေါ်မှာစစ်ကားလေးစီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီးစစ်သားနဲ့ရဲလေးယောက်ဝန်းကျင်သေဆုံးနိုင်တယ်လို့တရက်ခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ပါတယ်တက်တွင်းဖျဲတီးပေးတဲ့တရေအရအောက်တိုဘာလ28ရက်နေ့မှာ ကင်းပုံကိုအတင်းဆောက်မိုင်းဆွဲခဲ့တာဖြစ်ပြီးကားလေးစီးမှာ4ဝီကားတစီမိုင်းထိမှန်မောင်းပြေးသွားခဲ့တယ်လို့ဆိုပါရယ်မောင်းပြေးသွားတဲ့ကားကိုလိုက်လံတိုက်ခတ်ခဲ့ရမှာလမ်းပေါ်မှာရပ်ထားခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေကိုကြံကား3စီးနဲ့တင်ဆောင်မောင်းနှင်ထွက်ပြေးသွားကြတယ်လို့တရက်ခရံအမှတ်လေးတရင်ကပြောပါရယ်စစ်တပ်ကားကနေကြည်စံစစ်3000ပစ္စည်းအချို့နဲ့ငွေသား3သိန်းကျပ်ရရှိခဲ့တယ်လို့သိရပါရယ် တိုက်ခိုက်တာပြီးတဲ့အချိန်မှာမင်းတို့မျိုးအဝင်ငားမိုင်စစ်စေးကိကနဲ့လက်နက်ကြီးနဲ့တိုက်ခတ်ခဲ့တယ်လို့တရက်ခရိုင်အမှတ်လေးတရင်ကထုတ်ပြန်ပါတယ်။မန္တလေးတိုင်းမိုးကုံမြို့ကိုထိမ့်ချုပ်ထားရကနေပြန်လည်ဆုတ်ခွာမယ်လို့ TNN ကဒီကနေ့မှထုတ်ပြန်ပြောဆိုပါရတယ်။ TNN ကိုယ်စားလှယ်အဖွဲ့နဲ့စစ်တပ်ရဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တွေဟာတရုတ်နိုင်ငံကုမင်းမြို့မှာအောက်တိုဘာလ28 28 နှစ်ရက်တာတွေ့ဆုံခဲ့ကြပါတယ်တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အဖွဲ့ရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့၉ချိန်မြောက်တွေ့ဆုံဆွေးနွေးအပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုတ်နဲ့မိုးမိန်မျိုးနယ်ကနေပြန်လည်ဆုတ်ခွာမယ်လို့ TNN ကထုတ်ပြန်ပါတယ်။မြမစစ်တပ်ကလေရင်ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမလုပ်ဘဲဒီကနေ့အော်တိုဘာလ29ရက်နေ့ညတကောင်ကစပြီးအပြန်အလှန်ပြစ်ခတ်ရဲစဲရဲအတွက်သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ပါတယ်။ မိုးကုတ်မြို့ကနေ TNN ပြင်လဲဆုတ်ခွာဖို့ပြင်ဆင်နေပေမဲ့မိုးကုတ်ပြူဟာတပ်ဖွဲ့ကတော့မိုးကုတ်အခြေပြုတော်လှန်ရေးအဖွဲ့တွေနဲ့အတူတော်လှန်ရေးအောင်မြင်တဲ့အထိဆက်လက်ခြေတက်တိုက်ပွဲဝင်သွားမယ်လို့ဒီကနေ့ညမှာထုတ်ပြန်ထားပါတယ်။ပကန်နျူရဲ့ pocket အစီအစဉ်ကိုနားဆင်ကြကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကနေရပေါက်ကက်အစီအစဉ်ကို YouTube channel နဲ့ Spotify platform တွေမှာလည်းနားဆင်နိုင်ပါတယ်ရှင်။